ရန်ကုန်မြို့ရင်းကဒုစရိုက်အမရနယ်မြေတစ်ခုလိုဖြစ်နေခဲ့တယ်။မင်္ဂလာတုံမြို့နယ်ထဲကအနက်ရောင်နယ်မြေတပ်ကွင်းတစ်ခု။အော်တိုဘားလ18ရက်နေ့မှာမြင့်မြတ်ကိုဆိုတဲ့ဒရိုက်တာတယောက်ကမင်္ဂလာတုံမြို့နယ်အမှတ်3လမ်းမကြီးပလဲပရမားလမ်းမပေါ်မှာသူကြုံတွေ့ခဲ့ရတဲ့အကြမ်းဖက်လူရဲမှုအမှုတစ်ခုကိုဆိုရှယ်မီဒီယာပေါ်မှာဝေမျှပြီးအန်နီယသတိပေးချက်တစ်ခုလုပ်ခဲ့ပါတယ်။သူတင်ထားခဲ့တဲ့ post ကဒီလိုပါ။အားလုံးသတိရှိကြပါ ီညကျွန်တော်မျိုးရဲရှူတင်ကနေအပြန်9:45လောက်မှာအမှတ်3လမ်းမကြီးပေါ်ပလဲမရောက်ခင်မှာမှောင်ရိုက်ခိုးထားတဲ့လူတွေအုပ်လိုက်ကြီးကလမ်းဖြတ်ကူးတယ်လို့နဲ့ကျွန်တော်တို့ကားကိုအပြေးလာပြီးတားပါတယ်။လမ်းမကြီးအလဲကျောပေါ်ထိကိုတက်လာပြီးတားတာပါ။တေချာကြီးတော့မှသူတို့လက်ထဲမှာဒုတ်တယ်လို့လက်နက်တွေပါနေတာကိုသတိထားမိလိုက်ပြီးမရက်ပေးပဲအကက်ကောင်မောင်းထွက်ချလာလိုက်တာပါ။ကျွန်တော်တို့ကအပေါ်ကျောကနေမောင်းလာတာပါ။ဘဝမှာပထမဆုံးကြုံမှုတာမို့လို့တော်တော်ကိုကြောက်သွားပါရဲ့။ အတိတ်တချက်လွတ်လို့ကားပါရပ်ပေးမိရင်ကျွန်တော်တို့ဘဝတော့မတွေးရဲစရာပါပဲစိတ်ထင်နေလို့ပရားစာကြိုးရုပ်ထားမိတာတကယ်ကံကောင်းသွားတယ်ပြောရမှာပါပဲအဲ့ပို့စတလာခဲ့ပြီးရဲ့နောက်24နာရီအတွင်းမှာ లై ပောင်းပေါင်း9000ကျော်နဲ့ share 3900ကျော်ရရှိပြီးဒီလိုအဖြစ်မျိုးနဲ့ကြုံခဲ့ဘူးသူတွေရဲ့3 page comment တွေအမြောက်အများရရှိခဲ့ပါတယ် အခုဒီဗီဒီယိုလေးမှာတော့မထင်ထားလောက်အောင်ပဲအနောက်ရောင်နယ်မြေစံနေပြီးဒုစရိုက်သမားတွေရဲ့တပ်ကွင်းတစ်ခုလို့ဆိုရလောက်အောင်ရန်ကားတောင်းကျမ်းနေခဲ့ကြတဲ့မင်္ဂလာတော်မြို့နယ်ပလဲပဒမြာမြို့သစ်ထဲမှာဖြစ်ပွားနေခဲ့တဲ့ခိုးစိုးလူနိုင်ဒုစရိုက်သမားတွေအကြောင်းကိုဗဟုသုတရရစင်ကျင်ရှောင်ရှားနိုင်ကြကိစ္စရပ်တွေကိုဗီဒီယိုကွန်တန့်တစ်ခုအနေနဲ့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ပလဲမြို့သစ်ဆိုတာမင်္ဂလာတော်မြို့နယ်ထဲမှာပါပြီးလူနေချန်ကျယ်တွေများပါတယ်။ ရန်ကုန်မြို့ရဲ့အဝင်နေရာကြီးဖြစ်ပေမဲ့လမ်းမီးမရှိပဲအမောင်ရိပ်ကညနေနဲ့မှောင်လာတာနဲ့လမ်းမတစ်လျှောက်လုံးအမောင်ရိပ်ကြီးဆိုးထားတဲ့နေရာတစ်ခုပါတစ်ဖက်၃လမ်းသွားတစ်ဖက်က၆လမ်းသွားလမ်းမကြီးဘေးပယ်ညာဘက်မှာဆက်ယုံနေတဲ့လုပ်ငန်းတွေကြီးပဲပေမဲ့ကြီးပြတ်တဲ့အချိန်ကများနေတာမို့လို့အမောင်ရိပ်ကြီးဆိုးနေကြတာလန်ဒန်ဆက်ယုံနဲ့ပလဲလန်းဆောင်ကြားကတော့ညငတ်တွေကျဆားနေတဲ့နေရာအချောက်တည်းလဲညားတဲ့နေရာတစ်ခုပါ လဲမာကရက်ကွက်1နှစ်3ဆိုပြီးဖွဲ့စည်းထားတာဖြစ်ပြီးတာမီနယ်202စီတိုင်းကနေစလို့အမှတ်3တိုးဂိတ်ဘေးနားကလမ်းမကြီးကရက်ညီကွက်များဟာတင်း6တောင်းအထက်ဈေးပေါက်ကြပါရီ။ဒါပေမဲ့တကယ်တကယ်တမ်းလူနေတဲ့ခြံထဲပြီးလူသွားလူလာပြတ်နေကြတာမို့လို့လူစိုက်သမားတွေခိုအောင်ကြက်စားရနေရချစ်ကိုဖြစ်လို့နေကြတာပါ။ကားရဲဆစ်ဖြစ်ပြီးထောင်ကျစင်မှုတွေလူရက်မှုလူတက်မှုတွေမကြာခဏဖြစ်နေတယ်လို့အစားကမသိမသာသတင်းကြီးနေကြတာဖြစ်ပေမဲ့ ရိုက်တာဒူလေရဲ့တင်ပြချက်အပြီးမှာတော့လူတွေအမြင်အလင်းတွေပွင့်ပြီးသတိမထားမိတဲ့ကိစ္စကြီးတစ်ခုကိုပြန်ပြောင်းသတိရကုန်ကြပါရဲ့။ခံရတာငါတို့ပဲမဟုတ်ပါလားဆိုတာမျိုးဖြစ်ကုန်ကြပြီးဖွင့်ထုတ်ပြန်ပြောင်းပြောပြကုန်ကြပါရဲ့။ပလဲမျိုးတွေဘက်ကိုမကြာခဏဖျက်ဆီးသွားလာနေကြတဲ့လူတွေရဲ့ဖွင့်ဟပြောပြချက်တွေနဲ့ကိုရက်ကြုံတဲ့ဝူးသူတွေရဲ့ပြန်ပြောင်းပြောပြချက်တွေကလည်းစိတ်ဝင်စားစရာပါပဲ။ဒီနားမှာကလှုပ်ရှားနေကြတာ ကိုမိတ်ဆွေတွေကြုံမှုခဲ့တဲ့အတွေ့အကြုံရဆိုရင်ကားမောင်းနေတော့ဘေးကားကနေကားတစီးကတ်လိုက်လာမယ်။ကားပေါ်မှာအမျိုးသမီးတွေလည်းပါမယ်။ပြီးရင်ကားကိုလက်ညှိုးထိုးပြီးဟိုဟာဖြစ်တယ်လို့ဒီဟာဖြစ်တယ်လို့လိုက်ပြောမယ်။အဲဒီမှာကိုကဘာဖြစ်တာလဲလို့ကားရက်ပြီးစဉ်းကြည့်လိုက်လို့ကတော့နောက်ကနေကတ်ပါလာတဲ့ကားတစီးကအစင်သက်ချက်ချင်းလိုက်ရက်ပြီးဒူးကြတယ်ငွေညက်အကြက်ကင်ကြတာတွေလောက်ကြတော့မှာပဲ။ဒီလိုအကွက်တွေလည်းရှိရဲ့။မိတ်ဆွေပြောတာကြားဘူးထားလို့တော်သေးတယ်။ကိုတို့အနေနဲ့လည်းနှစ်ခါတောင်ကြုံမှုတယ် တရရန်တိုးခိုင်နာကနင်တာမီနယ်စီဆိုင်နာလောက်ထိကားမစီးနဲ့လိုက်ပြောတာစီဆိုင်နာရောက်ရင်တော့နှစ်စီးလုံးပြန်ကိုရတော့တာပဲဆိုပြီးစင်ကျင်စရာဘခုတုတကိုဝင်းမြလို့ထားပါရယ်ည7နာရီကျော်ရင်ပလဲဘက်ကိုမလာကြပါနဲ့ပြီးခဲ့တဲ့အပတ်က3ရောက်ပါသွားတယ်ကားတားပြီးတော့ကိုဆွဲတာဝင်းညစ်တာမရလို့လူကို ခေါ်သွားလိုက်တာတိုင်ချက်ပွင့်ထားပေမဲ့လုံးဝကိုအစာပြောက်လို့နေပါတယ်လို့သတိပေးရသူရှိသလိုနေဖြစ်ဖြစ်ညဖြစ်ဖြစ်အမှတ်3လမ်းမကြီးကိုရှောင်မှာတီလန်းကိုတုံးကြပါ လူစိတ်သမားတွေကနေဘက်မှာလဲတွင်ဆင်ပြီးမရရတဲ့အနည်းနဲ့ဒုက္ခလိုက်ပေးတတ်ကြတာမို့ပါဆိုပြီးတတိပေးမှုအဆင့်ကိုမြင့်တက်သွားစေခဲ့ပါတယ်။လှည့်ဖျားပြီးလူရဖို့ကြိုးစားမှုတွေကအသွင်မျိုးမျိုးနဲ့ပါပဲ။မှတ်သားစရာလှည့်ကွက်တွေကဒီလို0မိုင်ကနေပလဲဘက်အဝင်အပေါ့ဆင်းသွားရင်လူပြတ်တဲ့နေရာနာကလူတယောက်ကားပြတ်လို့ပါဆိုပြီးအကူအညီလာတောင်းတယ်။ရှေ့မှာသူတို့ကားပါတယ်။ဒါနဲ့ကိုလဲရှေ့ကနေသွားနောက်ကကုတ်ကားနဲ့လိုက်လာမယ်လို့ပြောပြီးနောက်ကလိုက်သွားခဲ့တယ်။ သူတို့ကားနားလဲရောက်ရောကားထဲမှာလူတွေအများကြီးထိုင်နေကြကိုမြင်လို့ချက်ချင်းသဘောပေါက်ပြီးကားကိုမရက်ပဲဆက်မောင်းလာခဲ့လိုက်ရတယ်။တကယ်ကိုတဲထက်ရင်ဖို့အတွေ့အကြုံပါပဲ။လူပြတ်တဲ့နေရာရယ်ဆိုရင်သူတို့ကအုပ်လိုက်ကြီးကားကိုရန်ဆတယ်လို့ဘာလို့လို့နဲ့ခဲနဲ့ပေါက်တယ်။အဲ့ဒီမှာဒေါသဖြစ်ပြီးရက်ပြီးစကားပြောမိရင်တော့သွားပြီ။ကိုတွေ့ပါကားသမားရက်မပေးပဲမောင်းပြေးလာလို့သာကန်ကောင်းသွားတာ။အရင်အကိုတော့ကတော့ဒီလိုဖြစ်စင်မဲ့ကားကိုတားကြတာသူကအေးပြီးနှုံတော့တကားကိုဖွင့်ပြီးလိုက်မိတယ် အဲ့နောက်မှာတော့ဖုန်းကိုယူတယ်။ဖုန်းကအဆုပ်အဟောင်းလေးဆိုတော့လွန့်ပစ်တယ်။နရင်ပိတ်ရိုက်တယ်။လက်မဝတ်ထားတဲ့သူ့ရဲ့လက်ထပ်လက်စွပ်ပါသွားတယ်။အော်တိုမာလာ16ရက်နေ့တုန်းကလည်းညနေ9:00နာရီလောက်ပဲရှိသေးတယ်။ပလဲဘက်မှာပဲဈေးနှာကပြန်လာတဲ့အန်ဒီရဲ့ဆွဲချိုးကိုစိုက်ကယ်နဲ့လှုပ်ပြေးတာအဆရှိသဖြင့်သတိထားစရာကိစ္စတွေပညာယူမှတ်သားစရာတွေပြောပြခဲ့ပါတယ်။ဒီပို့စတာလာတဲ့အချိန်မှာမဟုတ်ပါဘူးကွာ။နာမည်ကြီးကျင်လို့ရှောက်တင်တာဒီခေတ်မှာအကြောက်တရားနဲ့ပတ်သက်ရင်အကုန်ယုံကြတယ်။ အတင်နဲ့ပြကားဘလတ်စ်ကဗီဒီယိုကိုပြဆိုရဲအကန့်လေးပြောကြတဲ့သူတွေလည်းရှိပါတယ်။ကိုရီမျိုးတွေကပြန်ရင် ကားပိတ်မှာဆိုလို့ည၈နာရီလောက်ကိုစောင့်ပြီးမှပြန်တာ။ပလန်နာမှာဆိုရင်တော့ဆက်ယုံစင်းလူတွေတိတ်မရှိဘူး။မြမဘီယာဆက်ယုံလို့လန်ဒန်ဆက်ယုံလို့နားဆိုရင်တော့ဆက်ယုံအလုပ်သမားတွေပေါ်ပါတယ်။သူတို့စဉ်ငိန်တက်ချိန်ဆိုရင်ဘာကားမှမကြောက်ဘူး။အုပ်စုလိုက်ကားလမ်းဖြတ်ကူးကြတာ။တချို့ကြတော့အချိန်နဲ့လာနေတဲ့ကားကိုလက်ကာပြီးကူးတယ်။ တို့မှာသမင်းကြိုင်တွေချီးတွေပါတာကိုမှောင်ရဲကြောင့်ထင်အောင်ထင်မဖြစ်တာမျိုးများဖြစ်နေမလားအမှတ်သုံးလမ်းမကြီးက9နာရီကျော်ဆိုလူမပြတ်သေးဘူးနော် highway လမ်းကားတွေဆက်ရုံစင်းကားတွေပြန်တဲ့အချိန်မှာတေးကြရဲဆိုရင် black box record နဲ့တင်မှာမဟုတ်ရင်မတေးကြတဲ့သတင်းခစ်သွားတတ်တယ်ဆိုပြီးတုံ့ပြန်ခဲ့တဲ့ညေပွဲစားတွေကိုလည်းမြင်ရပါတယ်ဒီနားမှာရာဇဝဲမှုတွေထူပြောပြီးအနေရများနေကြမှာပြည်သူလူထုကသိသွားခဲ့မှာဆိုရင် အနာကအိမ်ချမ်းမြေဈေးကွက်ထိခိုက်ပြီးသူတို့အကျိုးစီးပွားပျက်စီးမှာဆိုလို့ဇုတ်ကိုကာနေကြသလားဆိုတာကတော့ခက်သွင်းစဉ်းစားစရာပါပဲဒီလိုအဖြစ်တွေကပလဲမာရင်မဟုတ်ပဲတညင်တရားအစင်းနာမြောက်တကောင်ကျိုးတရားနာမှာလည်းအုပ်စုဖွဲ့လှုပ်ရှားတတ်ကြတဲ့ဒုစရိုက်သမားတွေရှိနေတာပဲလွန်ခဲ့တဲ့လတွေတုန်းကအဝေးပြေးကိတ်ကနေမိသားစု၃ယောက်မြောက်တကောင်ကိုအပြန်ကျိုးတရားနာမရောက်ခင်လေးမှာဒီလိုဖြစ်ရနုံးနဲ့ကြုံခဲ့ဘူးပါရဲ့အဲ့ဒီတုန်းကညာ၁၁ကြော်ချိန်လူအုပ်စုကြီးဒုတ်တွေသားတွေနဲ့အုပ်စုလိုက်အဝေးကနေလှမ်းတားနေခဲ့ကြတာ တာဝန်အရစစ်ဆေးသူတွေမှတ်လို့ရက်ပေးလိုက်မလို့တော်သေးတယ်အနားရောက်ခါမှမဟုတ်ကြောင်းသိလိုက်လို့ကားကိုအချိန်နဲ့အ мян မောင်းထွက်လာခဲ့လိုက်ကြတာဒါတော့နောက်ကနေអော်ပြီးလိုက်လာကြသေးတာပထမဆုံးအချိန်တဲထက်ရင်ကိုကြုံရရဘူးချင်းပဲလန့်ပြီးတော့လူတောင်ဘလို့ဖြစ်သွားမှမသိဘူးအဝေးပြေးကားခိုက်ကနေမြားတော်ကိုပြန်မယ်ဆိုရင်ကျိုးတရာလမ်းရှိမယ်မသွားတင်ပါဘူးဘုံမှုဖာဒူလမ်းကျယ်ကနေပဲသွားတင်ပါတယ် ကားရဲ့လူတွေအသွာလာမပြတ်ဘူးစီကောင်မာကိုကြောက်ပြီးတော့ကျွတ်တရဘက်ကိုပဲရွေးမိရင်အန်ရယံနဲ့တွန်းနိုင်ပါတယ်ဆိုပြီးသတိပေးပြောကြားထားခဲ့ပါတယ်ဒုစရိုက်သမားတွေထကြွနေကြတာကမင်္ဂလာတော်တော့မပြောနဲ့နေပြည်တော်တောင်အခုရက်ပိုင်းနဲ့မြို့မစင်းနာမှာသုံးမင်းသမားတယောက်နေကင်းကြောင်တောင်ကြီးလက်ဘင်းကိုဓာတ်နဲ့ထောက်လုပြီးလှီးပစ်ခဲ့တာသွေးဖက်တော်မီတည်သွားခဲ့တယ်တနေ့ကပဲအာသူပါချရတယ်အဲ့ဒီအာသူပါချတဲ့နေ့ညနေရုံစင်းချိန်မှာပဲစိုက်ကယ်နဲ့ပြန်လာတဲ့ဝန်ထမ်းအမျိုးသမီးကိုလူတာ ဖုန်းရောဆိုင်ကရောပေးလိုက်ရတယ်ဆိုပြီးမြန်မာနိုင်ငံတဝန်ဒူးစရိုက်မှုတွေများပြားနေခဲ့တဲ့အကြောင်းကို ထောက်ပြပြောဆိုထားတာကိုလည်းမြင်တွေ့ခဲ့ရပါတယ်။မိတ်ဆွေတို့ကရောဒီကိစ္စတွေနဲ့ပတ်သက်ပြီးဘလို့ထင်မြင်ပါသလဲ။ဆောင်းလေးကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်အူတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရစေ။နောက်ဗီဒီယိုလေးတွေမှာပြန်ဆောင်ကြပါမယ်။